ဖြိုးမောင်က ID သမားတူပါသူကတနေ့ကိုအိမ်ထဲမှာနေပြီးတော့လွတ်လွတ်ရရင်ဖြိုးမောင်ရဲ့ဇနီးနေကြီးကတော့ next month တူပါနေကြီးကတော့ဆေးရုံမြေသွားရတာကြောင့်အိမ်ကိုမကက်နိုင်ပါဘူးတကယ်တော့နေကြီးအလောက်ကနေနောက်ကျမှပြန်ရောက်လာရင်ဒါပေမဲ့ဖြိုးမောင်လေးအလုံးရှုံနေလို့ဘာမှစားစရာမပြင်ထားမိဘူးဒါကြောင့်နေကြီးကစိတ်ဆိုးသွားတယ်ဖြိုးမောင်လေးယောက်ျားရဲ့တမိုင်းပြီးတောင်းဝန်ကြီးရချော့ရပါပြီနေကြီးတွဲ delivery နဲ့မှုမှပေးဖို့လုပ်တယ်မန်နေဂျာအမော် horary များနေလို့တခြား app တစ်ခုပြောင်းရှာကြည့်တယ်အဲ့ဒီမှာလိုတရား delivery ဆိုတော့တွေ့သွားတယ် အဲ့ဒီမှာမာပြီးရင်20စက္ကန့်တွင်ရောက်မယ်လို့ရေးထားတယ်။ပြီးမှနေကြီးအားဘိုက်စာလို့ရင်နေပါပြီ။ဒီတော့ဖြိုးမောင်လဲလူတာ delivery ကနေဘာဂါနှလုံးမှလိုက်တယ်။ခဏကြာမှပဲဘေးတီးတန်ကြားရလို့ဖြိုးမောင်လဲထားကြည့်တယ်။လူတာ delivery ဆိုတဲ့စာသားနဲ့ခက်ချိုချိုကောင်မလေးကအမှားထားတာဒီလာဖို့တယ်။ဖြိုးမောင်လဲပါဇက်ဟောင်းသားဖြစ်သွားပါလိမ့်။သူကဘာဂါကိုထုတ်ကြည့်ပြီးတော့စစ်စေးကြည့်တော့လေဘာဂါအစစ်ဖြစ်နေတယ်။နေကြီးအားရေချိုးပြီးထွက်လာတော့ဘာဂါကိုမြင်ပြီးတော့ပျော်သွားတယ်။ဖြိုးမောင်လဲမိမဆီကနေအမက်ယူလိုက်နိုင်တယ်။ ဖြူမောင်ကစာရီတော့ကဒါ20ခက်တွင်ရောက်လာကြောင်းပြောပြတယ်နီဂျီကတော့ဖြိုးမောင်းစတွေပဲချင်နေခဲ့တာပါ။စားပြီးတော့နီဂျီယာစကင်ကေးတွေအဲ့ချိန်မှာသူရဲ့ moisturizer ကုန်သွားတာကိုတွေ့သွားတယ်။နီဂျီကတော့ထုံးစံအတိုင်းပဲအစ်စ်မဝေပြီးထားဖို့ဆိုပြီးတော့ဖြိုးမောင်းကိုစိတ်ကောက်ပြန်နေ။အဲ့ချိန်မှာဖြိုးမောင်းကလူသား delivery ကိုအသုံးချဖို့အချိန်ရတယ်။ဖြိုးမောင်းကလူသား delivery ကနေပြီးတော့ moisturizer ပြတယ်။နှစ်ဆက်ကမှပဲတကယ်ကြီးရောက်လာလို့နီဂျီလေးဖြိုးမောင်းပြောတာကိုယုံသွားတယ်။အဲ့ချိန်ကစပြီးတော့ဖြိုးမောင်းတို့လင်မယားလေးလူသား delivery ကိုအသုံးချရင်တော်တော်လေးကိုအဆင်ပြေလာတယ်။ ဒီနေ့မှာတော့ဖြူမောင်းနိုလီမြားလေအသားခင်မှာစားရီအဲ့ချိန်မှာရောက်လာတဲ့အသားခင်ကအမေရိကန်ဆိုင်ဒီဆိုင်ကဆိုတာသိလေရီအဲ့ဆိုင်ကသူတို့စီမှာဆိုင်ခွေလေးမရှိပါဘူးဖြူမောင်းနိုကလေလူသား delivery ကနေတခြားနိုင်ငံတွေကပါမှာလို့ရကြအောင်သဘောပေါက်သွားတယ်ပြီးတော့သူတို့လေလူသား delivery ကနေပြီးတော့မျိုးစုံရှောက်ဆန်းမှာကြရီနေကြီးကရန်တန်းတို့ရိုက်ထည့်ကြည့်လိုက်တော့ရန်တန်းနဲ့ပိုးကလို့ပေါ်လာရီဒီတော့လူလေကြပြီးတော့ပတ်စံယူလို့မရမှန်းသိသွားရီ ီးတော့နေဂျီယာလွန်ခဲ့တဲ့တနေ့ကသူပြောက်သွားခဲ့တဲ့လက်ထက်လက်စွပ်ကိုရိုက်ရှာကြည့်တယ်။မာလို့ရနေပြီးတော့ပိုးကရန်ရှိရပဲကြားတင်มาဖြစ်ပါတယ်။မာလိုက်တော့တကယ်ပဲ delivery ကောင်မလေးကနေဂျီပြောက်သွားတဲ့လက်စွပ်ကိုပြန်လာပို့တယ်။နောက်နေ့မှာတော့နေဂျီယာသူ10နင်းကျော်ပျောက်သွားခဲ့တဲ့ခွေးလေးကိုရိုက်ရှာကြည့်တယ်။လာပို့တဲ့အချိန်မှာတော့ခွေးလေးမပါဘဲနဲ့အယူပြာဟောတာရောက်လာတယ်။ဒီတော့နေကြီးလေးသူ့ခွေးလေးတီသွားပြီဆိုတော့သဘောပေါက်သွားပြီ။နေကြီးကလည်းမလျှော့သေးဘဲနဲ့အသက်ရှင်နေရဲ့ခွေးလေးဆိုပြီးတော့ထိုက်ရိုက်ရှာပြီ။တကယ်လေးသူ့ရဲ့ခွေးလေးကပြန်ရောက်လာတယ် လူသား delivery ကအထိတ်ကအရာတွေပါမှာလို့ရနေတယ်။တကယ်ကြတော့နေကြီးအသူအမေကိုတတိယသွားတယ်။လူသား delivery ကနေပြီးတော့သူ့အမေကိုအသက်ရှင်နေရပြန်မှာဖို့လုပ်တယ်။ဒါပေမဲ့စုစုပေါင်းရန်တန်းတရာကျော်ကုန်ကြမယ်လို့ပြနေတယ်။နေကြီးအဖြူမောင်းတားနေတဲ့ကြားအတင်းမှမယ်လို့တယ်။မာမေခလုတ်ကနှိမ့်လိုက်ပြီးမရပါဘူး။လူသား delivery ကနေကြီးတို့မနိုင်တဲ့ပမာဏမလို့မပူပေးကြတာပါ။နောက်နေ့မှာတော့ဖြူမောင်းကနာမည်ကြီး baseball သမားရဲ့တင်ကို online မှာဖိနေတဲ့အကျဉ်းတစ်ခုရတယ်။အဲ့တော့သူ့ရဲ့နာမည်ကိုလူသား delivery မှာရိုက်ရှာကြည့်ဖို့ပါ။ ရှာကြည့်လိုက်တော့မှာလို့ရပြီမဲ့ရန်ကဘီလီယံနဲ့ချီအောင်ကုန်ကြမှာပါဒီမှာပြထားတဲ့ကုန်ကြောင်းတွေဟာကိုမာမဲသူရဲ့ပိုင်ဆိုင်မှုနဲ့ညီမတွေဆိုတာသဘောပေါက်သွားတယ်။နေကြီးကတော့ဖြိုးမောင်ကိုအဲ့ဒီ delivery ကိုဆက်မသုံးမှုပြောတယ်ဖြိုးမောင်လည်းမိမစကားနားထောင်ပြီးတော့လက်ခံလိုက်တယ်။တကယ်ကြတော့သူတို့နှုတ်ညစာစားဖို့ချိန်ထားတယ်ဖြိုးမောင်ကရောက်နေပြီမဲ့နေကြီးကတော့အလုပ်စင်တာနောက်ကျနေတယ်ဖြိုးမောင်ကစိတ်မရှိတော့ဘဲနေကြီးနာမည်ကိုလိုတာ delivery မှာရိုက်ရှာတယ်နေကြီးကိုမာလို့ရနေပြီးတော့ဒလီကပဲပြေးရမှာပါဒီတော့ဖြိုးမောင်လည်း ကိုပိုင်တဲ့အရာဆိုရင်ပတ်ဆက်မပေးရမှန်းသိသွားတယ်။ဖြိုးမောင်တို့နှစ်ယောက်လည်းရုံစင်းတိုင်းဒီတလီကိုအသုံးပြီးတော့ခေါ်တယ်။ပြီးတော့ခရီးထွက်ရင်လည်းလမတ်တယောက်စာပဲကုန်အောင်တယောက်အရင်သွားပြီးတော့ delivery နဲ့ခေါ်ပါရီ။လူသား delivery ကြောင့်သူတို့ရဲ့ဘဝတော်တော်လေးကိုအဆင်ပြေလာတယ်။နေပတ်လည်နေ့ရောက်တော့ဖြိုးမောင်ကအိမ်မှာညစာပြင်ထားတယ်။ဖြိုးမောင်ကနေဂျီကိုလမ်းမခေါ်မနေ surprise တိုက်မှာပါ။နေကြီးအားတော်တော်လေးပြန်မလာလို့ဖုန်းဆက်ကြည့်တယ်။နေကြီးအားပြင်သစ်စားသောဆိုင်မှာစားမယ်ပြောတယ်။ဖြူမောင်ကတော့သူ့အိမ်မှာပြင်ထားတာမို့ပြန်လာခဲ့ဖို့ပြောတယ်။ ဒီလိုနဲ့နေရောင်သားစကားထများကြတယ်ဖြူမောင်ကလည်းနေကြီးပြန်လာဖို့လူသား delivery ကနေလမ်းမာရင်နေကြီးကလည်းဖြူမောင်ကိုလမ်းမာတော့ပြန်တူမာမိပြီးတော့အခန်းကြီးတစ်ခုရောက်သွားကြတယ်အဲ့ဒီမှာတကားပေါက်တွေအများကြီးရှိနေတယ်ဖြူမောင်ကအပြင်ပြန်ရောက်ဖို့တငယ်ချင်းကိုဖုန်းဆက်ပြီးတော့လူသား delivery ကနေလမ်းမာခိုင်းနေဒါပေမဲ့တငယ်ချင်းကဖြူမောင်ကိုမပိုင်တာမို့ပိုးကများပြီးမှာလို့မရပါဘူးဒီလိုနဲ့ဖြူမောင်တို့လည်းဒီထဲမှာပိတ်မိလာတာ၃လကျော်သွားပါပြီဖြူမောင်ကလှုပ်လှုပ်လို့ရပြီမဲနက်စမာဖြစ်တဲ့နေကြီးကတော့ဒီထဲမှာပဲကြောင်ပြောင်နေတယ် တရတော်ဖြိုးမောင်ကအကျင်ရသွားတယ်အဲ့တော့သူနဲ့ညီကြီးကိုကွာရှင်းပြီးတော့ပြင်ကမင်းကလေးတယောက်နဲ့လက်ထပ်မင်းပြီးရင်ပြင်ကိုထွက်ပြီးတော့ညီကြီးကိုပါကယ်ထုတ်မယ်ဆိုတဲ့အချက်မှာညီကြီးကတော့ဖြိုးမောင်တစ္ဆာဖောင်းမောင်ကိုစိုးရင်နေတယ်ဒါပေမဲ့ရွေးချယ်စရာမရှိလို့ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးလိုက်တယ်ဖြိုးမောင်ကသူလက်ထပ်ဖို့မင်းကလေးလိုက်ရှာပြီးတရတော်အစဉ်ပြေသွားလို့ဝမ်းသာအားရတဲ့ညီကြီးကိုလာပြောတယ်ဒါမင်းညီကြီးမရှိတော့ပါဘူးဖုန်းဆက်ကြည့်လိုက်တော့တထေးကြီးတောင်းနေလက်ထက်ပြီးတော့ခုတ်ခိုင်းလိုက်ကြောင်းပြောတယ်ဖြိုးမောင်ကသူ့ကိုပြန်လက်ထက်ပြီးတော့ခေခိုင်းမိမဲ့ညီကြီးကတော့မလုပ်ပေးပါဘူ သူကအဖိုးကြီးနဲ့ပဲလက်ထက်ပြီးတော့နေသွားတော့မှာဖြစ်ကြောင်းပြောတယ်။ဖြူမောင်တယောက်လေးကြည်ခွဲရပါပြီ။ဖြူမောင်ကတော့ဒီထဲမှာပေးမိနေတယ်။တကယ်ကြတော့ delivery ကောင်မလေးကိုဖြူမောင်ကဒီကနေလွတ်ဖို့ဒူးဖက်တောင်းမနေ။ကောင်မလေးကဖြူမောင်ကိုလူသား delivery မှာ delivery ပို့တဲ့သူလုပ်ဖို့အကြံပေးတယ်။ဖြူမောင်လေးနောက်ဆုံးလက်ခံလိုက်ပါပြီ။နေကြီးတော့လည်းလူသား delivery ကိုသုံးပြီးတော့အဆင်ပြေနေကြတယ်။တကယ်မှာတော့လာပို့တဲ့သူကဖြူမောင်ဖြစ်နေတယ်။နေရောက်တာတယောက်မျက်နှာတယောက်ကြည့်ရင်ဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါပြီ။ဟုတ်ကဲ့ပါမိမကြီးမကောင်းကြောင်းပြသွားတဲ့ဇလန်လေးပဲဖြစ်ပါပြီ။ အစုံကြီးကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်